လောကမှထွက်ခွာခြင်းလောကကြီးဟာဘလောက်ပဲကောင်းအောင်လုပ်လို့တနေ့ကျတော့လောကကြီးဟာအဆုံးသတ်မကောင်းဆက်လန်းနေပါတော့ဟိုအလွန်အဆွေးနဲ့ဒီကုံချုပ်တဲ့ဆက်လန်းရှိတယ်လို့ပျော်ရွှင်မှုနဲ့ဒီကုံချုပ်တဲ့ဆက်လန်းလည်းရှိတယ် ကမတီတို့ treasury တို့စာဘဝမှာတော့ပျော်ရွှင်မှုနဲ့ဒီကုန်ချုပ်ရတာလို့မရှိဘူးအပြင်းဟာတည်ဆုံးရတာနဲ့ဆုံးသက်တဲ့အတွက်ကြောင့်အကောင်းနဲ့ဆုံးသက်တဲ့ဘဝဇာလံဆိုတာတကယ်မရှိဘူးအဆိုးနဲ့ပဲဆုံးသက်တာပဲတကယ်ဘဝဇာခုမှာအဆိုးဆုံးပဲနောက်ဆုံးမှာ 本老肚里不鼓个屁屁，我讲个，垮屁别人时候，那时候想先尿到他。本来肚子，那个衣服老肥就丢丢，那时候就老了，那个也吃不严的高。把我的苦嘛，加洗澡也得不屁股吃垮屁眼，哎，你吃垮屁眼，你还得双眼就没皮这 ရထားတဲ့ဘဝတစ်ခုရဲ့အဆုံးသတ်လုံးဝမကောင်းဘူးဖះလောင်းနေကအဲ့ဒီအဆုံးသတ်ကိုကြည့်ပြီးတော့အသိပညာရှိတဲ့ပုဂ္ဂိုလ်ကလောကကိုဆင်ញင်သုံးသတ်တယ်သူတို့ရဲ့ဆင်ញင်သုံးသတ်ပုံလေးကိုကြည့်ကြည့်လောကကြီးဟာစိတ်ပြည့်စရာကောင်းလိုက်တာဟာ မွေးလာရပြီးတော့သိရတဲ့လူဖြစ်ရသေးတယ်။သိပြီးတော့လည်းနောက်တနေ့ကပြောင်းရွှေ့ပြီးတော့ကိုရပြန်တယ်။ကိုရပြီးတဲ့အခါတခါပြန်ပြီးတော့သိရပြန်တယ်။ဖြစ်ချင်း၊ဥချင်းသိဆုံးရင်။မွေးဖွားလာရတာလည်းအခက်အခဲမျိုးစုံပဲ။မွေးဖွားလာပြီးတဲ့နောက် ဟောဟာတဖြည်းဖြည်းယင့်လာပြီးတော့အိုမင်းလာခြင်းဟာလည်းပဲခက်ခဲတခုပဲဒါစိတ်တို့မြရတဲ့အရာတခုပဲအိုမင်းပြီးတော့နောက်သေဆုံးသွားရခြင်းဆိုရဟာလည်းပဲဒါစိတ်တို့မြရတဲ့အရာတခုပဲမဟုတ်ရတဲ့နိလန်ခဏတည်းအောင်ရှာကြလို့မရသေးဘူး ချူစားနေကြတော့မယ်ဘဝမှာထာဝရနေဖို့ဆိုပြီးတော့လောကအတင်းထာဝရနေဖို့ဆိုတာလူတွေဟာတနေ့တည်းများချူစားနေကြစိတ်ပညာပဲကလည်းပဲစိတ်ပညာနဲ့ချူစားနေတာပဲကာထာမန္တရားဝိဇ္ဇာအတပညာတွေကလည်းပဲချူစားနေတာဟောပတိဖို့ချူစားကြတာပဲအလုံး ်သို့သောခနေ့ချီအောင်အောင်မြင်နေဆိုတာမရှိတော့ကမှအတိညာရှိဆုံးပုဂ္ဂိုလ်လို့ခေါ်တယ်မြတ်ဗုဒ္ဓကတောင်းတိတိကျကျဖွင့်ထုတ်ပြီးတော့ပြောသွားတယ်နတ္ထိသာတ္တအမရဏံမွေးလာပြီးမသေးတဲ့လူဆိုတာမရှိပါဘူး ရှိဘူးလို့ပြောတာတိတိကျကျပြောတာပဲနော်နတ်ထိသတ္တအာမရဏတော့ကကြီးမှာမွေးဖွားလာပြီးတဲ့နောက်အသေးပဲထာဝရနေတဲ့ပုဂ္ဂိုလ်ဆိုတာမရှိပါဘူးဒါကိုပဲအရှိလုပ်ဖို့ကြိုးစားနေကြတာခဏတည်းအောင်မြင်တယ်လို့မကြဘူးသေးဘူးနော်ပုံမြင်နေတာရှိနေတော့ တော့ပုံမြင့်နဲ့မှရှိနေတာလူတွေရဲ့ချိုးပန်းချက်နဲ့မျောမှန်းချက်တွေပေါ်ပြနေတာလားဖြစ်တယ်။အောင်မြင်မှုကိုပေါ်ပြတာမဟုတ်ဘူး။လူတွေဖြစ်ချင်တဲ့ဆန္ဒလူတွေရဲ့မျောမှန်းချက်လူတွေရဲ့ချိုးပန်းချက်ကိုသာလဲပေါ်ပြတာဖြစ်တယ်။အောင်မြင်သွားတာတခုမှမရှိဘူး။ လောကမှာအသိဉာဏ်ရှိဆုံးလို့ပြောရတဲ့မြတ်ဗုဒ္ဓအသိပဲ ਨੇ အေးဝေးလိုက်ရင်တော့မရဏံတံဟိစီဝိတံလို့အသက်ဆိုတာသိဆုံးခြင်းမှာပဲအပြည့်တရမှာဖြစ်တယ်လို့တိတိချာချာတိတိချာချာထုတ်ဖို့ဟောကြပြီးတော့မိမိကိုယ်တိုင်လည်းပဲသိဆုံးခြင်းကိုခံယူသွားတာပဲဖြစ်တယ် အဲ့တော့လောကကြီးရဲ့အခြေအနေကိုကြည့်မယ်ဘုရားလောင်းနေတွေးတယ်လို့ပဲလောကကြီးကစိတ်ပြဖို့ကောင်းလိုက်တာမွေးလာပြီးတော့တဖြည်းဖြည်းအိုရတယ်အိုပြီးသေဆုံးရတယ်ဖဲရမှမတည်မြဲဘူးနောက်တစ်ခါတနေရာရွှေ့ရပြန်တယ်အဲ့ဒီနေရာမှာလည်းပဲတည်တိုင်းပဲဒါစိတ်ပြစရာကောင်းတဲ့ဖြစ်စဉ်ကြီးတစ်ခုပဲလို့ စဉ်းစားလေအဲ့ဒါဖရာလောင်းတို့ရဲ့ဝိပဿနာတရားပဲပါဠိဘာသာနဲ့ဟောတာတော့မြန်မာလို့ပြန်ပြတာနော်ပါဠိလို့ဟောတာကိစ္ဆဝတ္တယံလောကအပ္ပနောလောကကြီးဟာစိတ်ပြဖို့ကောင်းလိုက်တာ စာယတိစေဝစီယတိစာပရတိစာဖြစ်လာပြီးတဲ့နောက်မှာအိုရတယ်တေးရတယ်စဝတိစာဥပပစ္ပစ္စတိစာတေးပြီးတဲ့နောက်မှာပြန်မွေးရတယ်စပြည့်ဖို့ကောင်းလိုက်တာသာဝရနေလို့မရဘူးအဲ့တော့ဘာကြောင့်ဖြစ်နေရတယ်လဲလို့စဉ်းစားလိုက်တာ ။ပိုရံသေးတာဟာဘာကြောင့်ဖြစ်တာရောလို့အကြောင်းရှာလိုက်တဲ့အခါသာတိပစ္စယသရမရဏ။ငါတို့ပိုရံသေးတာဟာဝေးလာလို့သာဖြစ်ရတာ။ဒါဖြစ်ထုတ်တာ။ဘယ်လိုနေရအဲ့လိုစဉ်းစားတာ။အဲ့ဒါကိုပဲပြိဿတို့ဘတ်ခေါ်တာ။နောက်ကြောင်းပြလိုက်တော့နော်။အကြောင်းရှာတယ်။ဘာကြောင့်အိုးနေ။ဘာကြောင့်သေးရလဲ။ အကယ်၍လောကကြီးမှာငါမဖြစ်ခဲ့ဘူးဆိုရင်အိုးစရာမရှိဘူးသေစရာလည်းမရှိဘူးငါဖြစ်လာလို့ဒါလည်းအိုးခြင်းသေခြင်းနဲ့ကြုံရတာဖြစ်တယ်။ဒါဖြင့်ဇာတိဆိုတဲ့အဖြစ်တရားမှာဘာကြောင့်ဖြစ်လဲ။ဘဝပစ္စယဇာတိကိုလုခဲ့တဲ့ဘဝကိုဖြစ်ပေါ်စေနိုင်တဲ့ကံတရားတွေ၆ပဲ။ဘဝကိုတိဆောက်တဲ့ကံတရားတွေ၆ဘဝဆိုတာဖြစ်ပေါ်လာတာဖြစ်တယ်။ ဒါဖြင့်ဘဝကိုဖြစ်ပေါ်လာတဲ့ကံတရားတွေဟာသူ့ဟာသူဖြစ်ထလာလဲဆိုမဟုတ်ဘူးဥပါဒနာပစ္စယဘောဘဝကြီးပေါ်မှာအထင်မြင်လွဲမှားမှုနဲ့ဆွဲလမ်းမှုတင်းကိုကြောင့်ဖြစ်တယ်အထင်မြင်လွဲတယ်ဆိုတာအမှန်မသိတာ illusion ဖြစ်နေအမှန်မသိလို့ရှင် illusion ဖြစ်နေအဲ့ဒါကိုဥပါဒံလို့ခေါ်တယ် ဥပဒံဆိုတာထိတနာနဲ့ဒိဋ္ဌိကိုခေါ်တာပဲတောင်းမှုဘဝကြီးကိုအမှန်တမ်းမမြင်ခြင်းဟုတ်တယ်လေကိုမြင်တာအမှန်တမ်းမြင်တာမှမဟုတ်တာအလွဲမြင်နေဘယ်လိုတလွဲမြင်နေတော့ဆိုလူတွေဟာနမရီတီးတီးမဲ့ပြီးတော့လေးပဲတွေတတ်ထားတယ်တကယ်ရှိကိုတွေ့ကြည့်ရင်ယုံနဲ့နာမရှိဘူး ကိုယုတ်သူနဲ့ကိုနဲ့ရှုပ်တရားနဲ့တရားနှစ်ခုနဲ့ပဲတိဆောက်တာဖြစ်တယ်